ဲ့ ATP ကပါလဲဆိုတော့ခါကျတဲ့ရှင်းကြည့်မယ်အဲ့တော့ food contain chemical energy ရဲ့တကယ်လို့စားတဲ့အစားတောက်တွေမှာလဲဒီရဲ့ chemical energy တွေပါတယ်တဲ့သမင်းစားမယ်ဆိုရင်သမင်းစီကနေပါရလဲကန်စီရက်ကာဘိုဟိုက်ဒရိတ် ကစီတဲ့လို့ခေါ်တဲ့ကာဗွန်ဟိုက်ဒရိတ်ရမယ်အဲ့တော့ respiration ဆိုတာ is a release of this energy when food တဲ့အဲ့တော့ခါကြဒီရဲ့ဥပမာအနေနဲ့တော့ဘာကိုပေးထားလဲဆိုတော့ glucose ဒီအစာအသောက်ခွက်နေရလာတဲ့ glucose ကိုသူက broken down ဆိုတော့ခါကြဖြုတ်ခွဲလိုက်မယ်ဒီဒီ energy ထုတ်ဖို့အတွက် respiration လုပ်ဖို့အတွက်ဒီရဲ့ glucose တွေကို cells လေးတွေထဲမှာဖြုတ်ခွဲတယ်အဲ့တော့ထွက်လာတဲ့ energy က is not used immediately တဲ့ထွက်လာတဲ့ energy တွေကိုတချို့ကချက်ချင်းမသုံးဘူး ဒီ cell လေးတွေဟာအဲ့တော့ချက်ချင်းမတုံမဲနဲ့ဘာလောက်ထားလဲဆိုတော့ခါကြတော့ဒီရဲ့ mitochondria ထဲမှာသူက chemical compound နေနဲ့တူလောင်ထားတယ်။အဲ့တော့အဲ့ဒီ chemical compound လေးကိုဘာလို့ခေါ်မှာလဲဆိုတော့ adenosine triphosphate ATP လို့ခေါ်မှာ။အဲ့တော့ဒီရဲ့ adenosine triphosphate မှာဆိုရင် phosphate ဘယ်နှလုံးပါမယ်လို့ထင်လဲ။သူရဲ့နာမည်လေးအရာဆိုရင်ပေါင်းလို့ โอเคဟုတ်တယ် false weight တုံးလုံးပါတယ်လို့ထင်တယ်ဘာလို့ false weight တုံးလုံးပါတယ်လို့ထင်တာလဲ try မလို့ရှင်โอเคဟုတ်တယ် try false weight try false weight ဆိုတော့ dual false weight တုံးလုံးပါမှာအဲ့တော့ဒီပုံလေးကြည့်ရအောင်အဲ့တော့ဒီပုံလေးနဲ့တူတဲ့ပုံလေးများမြင်ခဲ့ဘူးလားဘာလေးနဲ့တူလဲဘာလေးနဲ့ခက်ဆက်ဆက်ရှိလဲဒီပုံလေးက nucleotide တ်တယ်နျူကလီယိုတိုက်ကအဲ့တော့နျူကလီယိုတိုက်မှာဒီဟာလေးကြည့်ရအောင်အဲ့တော့ဒါလေးက DNA ရဲ့ sugar လေးနဲ့တူလား RNA ရဲ့ sugar လေးနဲ့တူလားဒီကောင်လေးက RNA ပါရှင်อืมဟုတ်တယ် RNA ရဲ့ sugar လေးနဲ့တူရယ် ribose ကဲဒါလေးကိုကြည့်ပါအောင်အဒီနင်းအဒီနင်းဆိုတာလေးကြားမှုခဲ့လားကြားမှုခဲ့ပါရှင်อืมအဒီနင်းလေးကဘာလေးလဲ nitrogenous base လေးပါ Okay nitrogenous base လေးအဲ့တော့ဒီရဲ့ adenine ဆိုတဲ့ nitrogenous base လေးဒီမှာเนาะ ring form လေးနှစ်ခုအဲ့တော့ ရင်းဖောင်လင်းတစ်ခုဆိုတော့ဟွာပြူရင်းလားပယ်ရမင်ဒင်းလားမမီဒီလားပြူရင်းမโอเคပြူရင်းအဲ့တော့ဒီပြူရင်းဆိုရဲ့ဒီရဲ့အဒီနင်းလေးရဲ့ rival sugar လေးတွေကိုတွဲပြီးတော့မှ तू ကဘာလို့ခေါ်လိုက်လဲဆိုတော့ခါကြတော့အဒီနိုဆင်းလို့ခေါ်လိုက်တာအဲ့တော့အဒီနင်းလေးနဲ့ rival sugar လေးနဲ့တွဲနေတဲ့ဟာဆက်နေတဲ့ဟာလေးဒီမဲ့ तू ကဆက်ထားဆိုတော့အဲ့ဒါကိုအဒီနိုဆင်းလို့ ခေါ်လိုက်တယ်။ကဲ first rate က3လုံးရှိရယ် first rate က3လုံးနဲ့ဆက်တဲ့အတွက်ကြောင့်မို့သူက adenosine triphosphate လို့ခေါ်လိုက်တာ။တကယ်လို့လား first rate က3လုံးမဟုတ်ဘဲနဲ့နှလုံးထဲနဲ့ဆက်နေတဲ့ဟာလေးဆိုရင်ဘာလို့ခေါ်ထားလဲ။ dimethyl phosphate okay dimethyl phosphate လို့ခေါ်တယ်အဲ့တော့တလုံးနဲ့တာဆိုရင်ငါကြာတူပါလို့ခေါ်ရလဲဆိုခါကြာတော့တလုံးနဲ့ဆိုတော့ monophosphate เนาะဒီမှာတလုံးနဲ့ဆက်မယ်ဆိုရင်အဲ့တော့အခုကတော့တူက chemical ထွက်လာတဲ့ energy တွေကို mitochondria ထဲမှာဒီရဲ့ chemical compound လေးအနေနဲ့သိမှာအဲ့တော့အဲ့ဒီ chemical compound လေးကကြာတော့ ATP လို့ခေါ်တဲ့ compound လေး adenosine triphosphate ဆိုတဲ့ compound လေးအနေနဲ့တွေ့မှာအဲ့တော့ ATP ဆိုတာကကြာတော့ it's a nucleotide ြောင်းတယ်เนาะ nucleotide ဘာကြောင့်မို့လဲဒီက sugar လေးလဲပါတယ်ဒီရဲ့ nitrogen နဲ့ base လေးလဲပါတယ် phosphate လေးလဲပါတယ်အဲ့တော့သူက nucleotide ဖြစ်မယ်သူမှဆိုရင်အဓိက structure 3ခုပါမယ်ဘာလဲ adenine ရဲ့ ribose ရဲ့ပြီးတော့ phosphate 3လုံးရဲ့ပေါင်းထားမယ်တဲ့အဲ့တော့ဒီရဲ့ ATP molecules လေးက ဘလို့ဖြစ်လာမှာလဲဆိုတော့ဒီ ATP molecules လေးက adenosine diphosphate ရဲ့ adenosine diphosphate ဆိုတော့ phosphate ကဘယ်နှလုံးလဲနှလုံးပါရှင် Okay adenosine diphosphate ဆိုတဲ့တွဲရဲ့ molecules လေးရဲ့နောက်တော့ cytoplasm ထဲမှာရှိနေတဲ့ phosphate group လေးတစ်ခုရဲ့ကိုပေါင်းလိုက်တာပေါင်းလိုက်တဲ့အတွက်ကြောင့် more phosphate က၃လုံးဖြစ်သွားတာအဲဒါကြောင့်မို့သူက triphosphate ဖြစ်သွားမှာအဲ့တော့အဲ့လိုလေးပေါင်းထားတဲ့ဒီရဲ့ molecules လေးဖြစ်မှာပြီးတော့ဘာလုံးမှာလဲ absorb ဆုပ်ယူမှာ relatively less amount of energy release from glucose တဲ့အဲ့တော့ glucose ကနေပြီးတော့မှဖြုတ်ခွဲပြီးတော့မှထွက်လာတဲ့ energy တွေကိုသူက absorb လုပ်ထားမှာเนาะအဲ့တော့ဒီ base molecules တဲ့ဒီရဲ့ molecules လေးဆိုတာဒီ ATP လေးကိုပြောတာအဲ့ဒီ ATP လေးတွေခါအဲ့တော့ aerobic respiration မှာဆိုရင်ဒီရဲ့ molecules လေးတွေကဘယ်လောက်ရှိလဲ 32 32ရှိ Okay 32 32ရှိရဲ့ဒီရဲ့ molecules လေးတွေကဘာလုံးမှာလဲဆိုတော့ခါကြတော့ဒီဟိုမှာ very various energy require reaction ဆိုတော့ခါကြအဲ့လို cell လေးတွေက reaction ဖြစ်ဖို့အတွက်သူက energy တွေလိုအပ်မှာ energy တွေလိုအပ်တဲ့အချိန်မှာဒီရဲ့ molecules လေးတွေကိုသုံးမှာ molecules ဆိုတာ ATP ATP လေးတွေကိုသုံး ယ်တဲ့အဲ့တော့ respiration ဆိုတာကတူ physiological process in any living system တည်းတရှိတွေမှာဖြစ်တာနော်ဟိုမှာရောဖြစ်လားပင်လေးတွေမှာရောဖြစ်လားဖြစ်ပါရင်ရှင် ဒီအပင်လေးတွေမှာလည်းဖြစ်တယ်ဘာလို့လဲဆိုအပင်လေးတွေကလည်းတက်ရှိပဲအဲ့တော့ living system တွေအကုန်လုံးမှာဖြစ်တဲ့ process ပဲအဲ့တော့ဒီရဲ့ process ကနေပြီးတော့မှ respiration ဖြစ်ပြီးဘာရမှာလဲဆိုတော့ခါကြတော့ providing ဆိုခါကြတော့ထောက်ပံ့ပေးမှာ require energy ဆိုလိုအပ်တဲ့ energy တခြား process တွေတခြား reaction တွေဖြစ်ဖို့အတွက်လိုအပ်တဲ့ energy တွေကို ထောက်အထောက်ပံ့ပေးမှာဘယ်သူကထောက်ပံ့ပေးမှာလဲဆိုတော့ခါကျတော့ဒီရဲ့ respiration ကထောက်ပံ့ထောက်ပံ့ပေးမှာအဲ့တော့ခန်းလုံးကစာထဲမှာပြောခဲ့တယ်လို့ပဲဒီရဲ့ ATP เนาะ adenosine triphosphate เนาะ adenosine ကကြတော့ဒီမှာဒီရဲ့ ribose လေးနဲ့ adenine လေးနဲ့ပေါင်းထားတော့ adenosine phosphate လေးနှလုံးရှိတော့ diphosphate အဲ့ကောင်လေးနဲ့ cytoplasm ထဲမှာရှိတဲ့ phosphate လေးနဲ့ပေါင်းမှာဒီရော respiration ကနေထွက်လာတဲ့သူကဒီ glucose ပြိုကွက်ပြီးထွက်လာတဲ့ energy ရဲ့အဲ့ဒီ energy တွေကိုပေါင်းပြီးတော့မှဘာအနေနဲ့ရှိနေမှာလဲဆိုတော့ ATP adenosine triphosphate အနေနဲ့ရှိနေမှာအဲ့တော့ဒီ ATP ကနေပြီးတော့မှထွက်လာတဲ့ energy တွေကိုဒီခြေတော် different forms of many activities တဲ့တခြား activities တွေအများကြီးမှာတုံးလို့ရတဲ့ activities or reaction တွေဒီ assembly တွေကလိုအပ်တဲ့ reaction တွေမှာတုံးလို့ရတယ်။အဲ့တော့ ဥပမာအနေနဲ့အစဲလေးတွေရဲ့ membrane ကိုဖြတ်ပြီးတော့မှမဝင်နိုင်တဲ့ substance လေးတွေကိုဆိုရင်ဒီထဲတော့ဘာ transport နဲ့ပို့လဲ active transport ပါ Okay active transport မှာ energy လို့လားလို့ပါရေ Okay အဲ့လိုပဲ activity state ဆိုတော့ခါကြတော့အဲ့လို active transport လုပ်တဲ့အချိန်မှာအာ သုံးရမယ့် ATP တွေဒါမှမဟုတ်ရင်လည်းတခြားဒီရဲ့ cell တွေရှင်းတဲ့မို့အတွက် cell တွေရဲ့လုံဆောင်ချက်တွေခဏတော့ဆိုရင်လည်းပြေးမယ်ပြေးရယ်ဆိုရင်ကြွက်သားတွေကအလုံးလုံးရမယ်အဲ့တော့တခြားတော့ဟိုအကောင်လေးတွေ insert လေးတွေကိုလည်းပြောခဲ့တယ်အဲ့တော့အဲ့ဒီ insert လေးတွေကတောင်ပန်လေးနဲ့ခက်ပြီးတော့မှပြန်တန်းရမှာအဲ့တော့တောင်ပန်ခက်ဖို့အတွက်သူတို့က energy တွေလိုအပ်တယ်ဟုတ်တယ်နော် energy တွေလိုအပ်တော့အဲ့ဒီသူတို့ရဲ့ muscles တွေကအလုံးလုံးရမှာအဲအဲ့လိုမျိုး energy တွေ activities တွေအတွက်လိုအပ်တဲ့ချိန်မှာသုံးမယ်တဲ့အဲ့ဆိုရင်ဒီ စစ်စ် H2OSIS ကဘာလေးဖြစ်မလဲ Hello Bache อืมသူလည်းဘာလေးဖြစ် glucose ပါကြ။အင်း glucose လေအဲ့တော့ဒီရဲ့ glucose လေးကနေပြီးတော့မှဘာရမှာလဲဆိုတော့ခါကြ carbon dioxide နဲ့ water trap မှာအဲ့တော့ carbon dioxide 6လုံးရရဲ့ carbon dioxide 6လုံးက for photosynthesis ဆိုတော့ခါကြတော့အပင်လေးမှာ carbon dioxide 6လုံးကိုသုံးလိုက်မယ်ဆိုရင်သူက glucose ပတ်တန်လုံးရလဲ။ တလုံးဝင်ရမယ်ချင်း Okay glucose တလုံးရမယ်အော်ဒီရှယ်တို့ဒီရဲ့ဟိုမှာဆိုရင်လေဒီ respiration မှာဆိုရင်လေအောက်ဆီဂျင်ကိုရှူလိုက်တာဟုတ်တယ်နော်အောက်ဆီဂျင်ကိုလေထဲကနေပြီးတော့မှရှူလိုက်မယ်ရှူပြီးတော့မှအဲ့ဒီအောက်ဆီဂျင်က glucose လေးနဲ့တွဲပြီးတော့မှ respiration ဖြစ်မယ်။ respiration ဖြစ်တဲ့ချိန်ကျတော့ carbon dioxide တွေထွက်လာမှာ။ เนาะအဲ့တော့ကမ္ဘာအောင်ဆိုင်တီတို့ရဲ့အဆုတ်ကနေပြီးတော့မှအပြင်ကိုပြန်ထုတ်လိုက်တာအဲ့တော့ထွက်လာတဲ့ကမ္ဘာအောင်ဆိုင်တီကဒီရဲ့အပင်လေးတွေက absorb လုပ်မှာ absorb လုပ်ပြီးအောင်မှာသူကမလုံးပါလဲဆိုတော့ photosynthesis လုပ်မှာအဲအဲ့လိုမျိုး reaction တွေကနေပြီးတော့မှဘာရရမှာလဲဆိုတော့ energy တွေရမှာအဲ့တော့ထွက်လာတဲ့ energy ကိုဘာအနေနဲ့တိမ်ပါလဲဆိုတော့အခါကျတော့ ATP အနေနဲ့တိမ်ပါအဲ့တော့ ATP ကနေပြီးတော့မှအဲ့ဒီ ATP ကိုသုံးပြီးတော့မှဒီရဲ့ cell activity ဆိုတော့အခါကျတော့ဒီရဲ့ cell တွေရဲ့ reaction တွေ เนาะ chemical reaction နေမှာပဲဖြစ်ဖြစ်သူလိုအပ်တဲ့ချိန်မှာဒီ energy တွေကိုသုံးမှာအဲ့တော့ဒီ ATP ကနေပြီးတော့မှ phosphate တလုံးထွက်သွားမယ်ဆိုရင်သူကသုံးလုံးကနေတလုံးထွက်သွားတဲ့အတွက်ကြောင့်မဖြစ်တော့မှာလဲဆိုတော့ခါကြ di phosphate ATP ဖြစ်မှာအဲ့တော့ ATP နဲ့ ATP ဆိုရင်နော် time phosphate phosphate နှလုံးနဲ့ phosphate သုံးလုံး try phosphate ဆိုရင်ဘယ်ကောင်က energy များလဲ triphosphate ကပဲ။ triphosphate က high energy ဖြစ်မှာဒီရဲ့ ATP က low energy အဲအဲ့ဒီ low energy ATP လေးက cytoplasm ထဲမှာရှိတဲ့ phosphate လေးတလုံးနဲ့ပြန်ပေါင်းမယ်။ပေါင်းပြီးဘာပြန်ဖြစ်မှာလဲဆိုတော့ ATP ပြန်ဖြစ်မယ်။အဲ့လေအဲ့တော့ဒီ energy တွေကိုပမာသုံးမလဲအဲ့တော့ ATP ကနေပြီးတော့မှအဲဒီ energy တွေကိုပြန်ထုတ်တဲ့အချိန်မှာသူက very variety of bubble cells bubble cells တော့ခကြရွေချက်အမျိုးမျိုးတွေသုံးနေဆိုတော့ activities တွေဒီရဲ့ခန်းတော်ကပြောခဲ့တယ်လို့ဒီရဲ့ many activities တွေအတွက်သုံးပါအဲ့တော့ဘာတွေလဲအဲ့ဒီ activities တွေဟာကြတော့ cell division group တဲ့ဒီ cell လေးတွေကြီးထွားဖို့ cell လေးတွေကွဲကဟာလို့ပိုပွားများဖို့အဲ့ဒီမှာသုံးမယ်နောက်တော့ protein synthesis protein တွေကို synthesis ဆိုခါကြ protein တွေတည်ဆောက်ဖို့ဒီရဲ့ fat တွေ vitamin တွေအဲ့ဒါတွေတည်ဆောက်ဖို့အတွက်သုံးမယ်နောက်တစ်ခုကကြတော့ connective nerve impulses and muscular movement နဲ့အဲ့တော့ဒီရဲ့ နဲ့အာယုံခံတဲ့ဟာလေးတွေအဲဒီအာယုံခံတဲ့ဟာလေးတွေတွဲခေါ်တော့တည်းရဲ့ကြွက်သားတွေလှုပ်ရှားဖို့အတွက်လည်းဗားရီသုံးပါလဲဆိုတော့ခါကြတော့ energy တွေသုံးမယ်နောက်တော့ maintenance ဆောက်တဲ့ constant body temperature အဲဒီချင်တို့ကခန္ဓာကိုယ်အပူချိန်ကိုထိန်းထားဖို့အတွက်လည်းသုံးမယ်ခန္ဓာကိုယ်အပူချိန်ကဘယ်လောက်ရှိရလို့ထင်လဲ38 degree Celsius ရတာอืมဟုတ်တယ်37 degree Celsius ရဲ့အဲ့တော့ဒီရဲ့37 degree Celsius ဆက်စီယက်ကိုထထရမှာတချို့တော့အရန်အေးတဲ့အချိန်ကျရင်ခန္ဓာကိုယ်ရခဲသွားလားမခဲဘူးချင် ခဲကိုတို့ဟာအပြင်မှာဘလောက်အေးအေးခဏကွာ37 degree celsius ရအောင်ထိန်းထားတာအပြင်မှာအရန်ပူနေတယ်အရန်ပူနေရင်လေခဏကွာဒီ37 degree ဟိုအဖြစ်အောင်မထိန်းထားမှာအဲ့ချိန်မှာအဲ့လိုထိန်းထားမှုတွေဘာလိုအပ်လဲဆိုတော့အခါကျတော့ energy တွေလိုအပ်တယ်အဲ့တော့ဒီ constant ဆိုတာကြာအဲ့ဒီ37မှာပဲရှိနေအောင် 37ထက်လည်းမများအောင်37ထက်လည်းမနည်းအောင် constant ဖြစ်နေအောင် maintenance လုပ်တဲ့အချိန်မှာ energy တွေသုံးမယ်။နောက်တော့ဒီမှာ active transport เนาะအဲ့တော့ဘာတွေကို transport လုပ်မှာလဲဒီရဲ့ molecules လေးတွေ ion လေးတွေကိုဒီရဲ့ cell တွေကလိုအပ်တာပဲဖြစ်ဖြစ် cell ပြင်ကလိုအပ်တာပဲဖြစ်ဖြစ်အဲ့အားလေးတွေကို transport လုပ်တဲ့ active transport မှာဆိုရင်ဒီရဲ့ energy တွေကိုသုံးမယ်။အဲ့တော့ဒီရဲ့ energy ကနေပြီးတော့ respiration တွေမှာ energy ထွက်တယ်ဆိုတာဟုတ်လားမဟုတ်လားဟိုတချေတို့ကဒါလေးနဲ့စံတက်မယ်ဆိုဒီမှာလည်းနှစ်ခုတုံထားတယ်တစ်ခုကကြတော့ဒီရဲ့ kill six လေးတုံထားတာအဲ့တော့ kill six ဒီရဲ့အသက်မရှင်တဲ့အစ်စ်လေးတွေကိုတုံရတဲ့အကြောင်းရင်းကဘာအတွက်လဲ menstruation လောက်လာဘူးလားတည်ကြလို့ပါချင်တယ်ဒါလို့ control လုပ်ခေါ်တာအဲ့တော့ဒီခြေတို့စံတက်တာမန်လားမန်လား ရှင်ကြည့်ကြလို့အဲ့ဒါ control လို့ခေါ်ပါအဲ့တော့ဒီမှာလည်းတူတူပဲ kill cells တွေကို control နေနေထားမယ်အဲ့တော့ဒီရဲ့ kill cells တွေက respiration လုပ်နိုင်လားမလုံးနိုင်ဘူး။ Okay မလုံးနိုင်တဲ့ဟာနဲ့တချေတို့ဆန်တဲ့ဟာနဲ့ရှင်းမှာတကယ်တော့ကတချေတို့ဆန်တဲ့ဟာလေးကဒီရဲ့ kill six လေးတွေထည့်ထားတဲ့ဟာနဲ့တူတူပဲဖြစ်နေမယ်မပြောင်းလဲဘူးဆိုရင်ကတချေတို့ရဲ့ဆန်တဲ့ချက်ကမှန်လို့လားမလို့လား မာလို့ရှိอืมမာလို့အဲ့တော့တခုခုပဲနေရာမှာလိုအပ်လဲဆိုတာပြန်ရှာဖို့အတွက်เนาะအဲ့တော့ခါကြောင်မာလို့အဲ့တော့ control လေးကိုသုံးမယ်အဲ့တော့ဒီမှာတော့ germinating seeds လေးတွေထည့်မယ်တူမှလည်းတူอ่ะဒီ maturity level ဆိုတော့တကယ် thermometer လေးထည့်ထားမှာဟုတ်တယ်เนาะအပူချိန်တိုင်းနဲ့ thermometer လေးမှာပါပါလဲအဲ့တော့ဒီမကောင်းမှုဆိုရင်ပူချိန်များလားနည်းလားကိုတာမိုမီတာလေးသုံးပြီးကြည့်ရမလားပူချိန်တိုင်းတဲ့ဟာလေးအဲ့တော့အဲ့ဒီတာမိုမီတာလေးကိုကြည့်ပြီးပူချိန်ကြီးများနေရဲ့ဆိုရင်ကဘယ်လိုလေးဖြစ်တာလဲဒီပူချိန်တိုင်းတဲ့ဟာလေးอ่ะ ထက်အရင်များလာလားဖိုင်ဟိုက်อืมဖိုင်ဟိုက်များမယ်ဘာဘာကိုတိပြီးဘာကိုကြည့်ပြီးတည်ရလဲအထက်လေးอ่ะကဲအထင်းရမာဂျူရီပဓာလေးကိုကြည်ဟာညာအပူချိန်မာဂျူရီကအပူချိန်ဘဲအပူချိန်နည်းတဲ့ချိန်မှာတက်လာလားများတဲ့ချိန်မှာတက်လာလားများတဲ့ချိန်မှာ များတဲ့ချိန်မှာတက်လာမှာအဲ့တော့စစချင်းမဂျူရီ level ကဒီလောက်လောက်လေးပဲရှိမှာဒီဘက်ထဲမှာလည်းဒီလောက်လောက်လေးပဲရှိမှာအဲ့တော့အဲ့ဒီတာမိုမီတာတွေကမဂျူရီ level ကဒီလောက်လောက်လေးပဲဒါပေမဲ့ဒီမှာဆိုရင်မဂျူရီ level ကတက်လာတယ်ဟုတ်တယ်နော်ဒီရဲ့ experiment လေးမှာတက်လာတဲ့အကြောင်းရင်းကဘာကြောင့်မို့တက်လာလဲ preservation လောက်ပြီးတော့ heat ထောက်လိုက်လို့ရှိ ဟွန်းခီထောက်လိုက်လို့ပူလာလို့တက်လာနည်းအဲ့တော့ပူလာလို့တက်လာတယ်ဆိုတော့အကြောင်းရင်းကဘာကြောင့်မပူလာလဲဟီကဘာကြောင့်မရလဲဆိုတော့ခါကြတော့ဒီရဲ့ဟွာလေးတွေကအဆစ်လေးတွေက respiration လုပ်လိုက်တဲ့အတွက်ကြောင့်မို့အဲ့တော့သူကဘာလုံးမလဲဆိုတော့ဒီရဲ့ပဲဆစ်လေးတွေကိုထဲလိုက်မယ်ပဲဆစ်လေးတွေကိုပထမဆုံးရေထဲမှာစိမ့်လိုက်မှာ24 hour လိုက်တယ်ရေထဲမှာစိမ့်လိုက်တဲ့အကြောင်းရင်းကဘာလို့ပို့လဲ အညာဖောက်ဖို့သိပြီးတော့ရင်ဒီ app စလေးကို formulin နဲ့ဆေးလိုက်မယ်အဲ့တော့ formulin နဲ့ဆေးရတဲ့အကြောင်းရင်းကဘာအတွက်လဲဆိုတော့ခါကြ formulin ကဒီ app bacteria တွေ fungus တွေကိုသိစေမှာအဲ့တော့တချေတို့ရဲ့ပဲစီလေးရဲ့မျက်နှာပြင်မှာတကယ်လို့ဒါဖန်ဂျိုင်းကြီးဒီဘက်တီးရီးယားတွေရှိနေမယ်ဆိုရင်တည်တွားအောင်လို့ဖော်မလင်ကိုသုံးပြီးတော့မှဆေးလိုက်မှာအဲပြီးတော့ရင်ဟိုလေအ equal quantity ဆိုတော့ခါကြခဏတော့ကလိုပဲ ဒီရဲ့ germinate တဲ့လုံဖို့အတွက်ဆမ်းဖို့အတွက်ပဲစိတ်လေးလက်သဆုပ်ယူရင် နောက်ထပ်ဒီရဲ့ kill ဖြစ်မဲ့ဟိုပဲစိတ်လေးကိုလည်းလက်သဆုပ်ယူလိုက်မယ်အဲ့တော့ဒီရဲ့ပဲစိတ်လေးကို kill နော်အသက်မရှိအောင်ဘယ်လိုလုပ်မှလဲဆိုတော့ခါကြတော့ boiling နော်ရေနွေးနဲ့ပြုတ်လိုက်မှာ9မိနစ်လောက်ပြုတ်လိုက်ပြီဆိုရင်ဒီရဲ့ပဲစိတ်လေးတွေကအသက်မရှင်တော့ဘူးအဲ့တော့ဒီရဲ့အသက်မရှင်နိုင်တော့တဲ့ပဲစိတ်လေးတွေရဲ့တကယ်လို့ဆမ်းမဲ့ပဲစိတ်လေးတွေရဲ့ equal quantity ဆိုတော့ခါကြညီလူများတူပဲ ဒီဘက်ကလက်သဆုပ်ဆိုရင်နောက်ဆမ်မဟာ kill လုပ်တဲ့ဟာလည်းလက်သဆုပ်ဖက်တော့မယ်ပြီးတော့ဒီရဲ့ sis အဲ့ဒီအစေလေးတွေကိုဟိုကနေ formula နဲ့ဆေးပြီးတော့ရင်ဆိုရင်ဘာနဲ့ပြန်ဆေးမလဲဆိုတော့ခါကြောက် tap water ဆိုတော့ရေနဲ့ပြန်ဆေးမယ်ရေနဲ့ဆေးပြီးတော့မှ living sis လေးတွေဟာကြတော့ vacuum flush တင်မှာထည့်မယ်ပြီးတော့ခါကြတော့ dead sis လေးကိုလည်းနောက်ထပ်အနာဒါ vacuum flush တင်မှာထည့်မယ် control နေနဲ့တော့ flag a နဲ့ပြရမယ်ပြီးအဲ့ဒီနှစ်ခုတည်းကိုဘာထည့်မှာလဲဆိုတော့ ါကြောင့်တာမိုမီတာလေးထည့်လိုက်မယ်တဲ့တာမိုမီတာထည့်ရတဲ့အကြောင်းရင်းကပါတီချင်းလို့လဲ ထွက်လာမထွက်လာတည်ကျင်လို့ပါချင်းပူထွက်လာမထွက်လာတည်ကျင်လို့အဲ့တော့ထည့်ပါမယ်ပြီးတော့ Demotor the Flux are black with the cotton wool ဆိုတော့ကြာဒီရဲ့ plain လေးနှစ်ခုရဲ့ဒီရဲ့အပေါက်လေးဟွာကြတော့ဒီဟွာလေးနဲ့ပိတ်ထားလိုက်မယ်တဲ့ဂွန်းစလေးနဲ့ပိတ်ထားလိုက်မယ်တဲ့ပြီးတော့တို့ရက်နေနေထားလိုက်မယ်ထားလိုက်မယ်ဆိုရင်ကကြတော့ temperature flux ထဲမှာရှိတဲ့ temperature က higher than in the controller controller မှာထည့်ထားတဲ့ temperature ထက်ပိုပြီးတော့များနေမှာများနေရတဲ့အချိန်ကတော့ respiration လုံးတဲ့အတွက်ကြောင့်မို့ energy ကို energy တွေထွက်တဲ့အတဲ့ကြောင့်မို့เนาะအဲ့တော့ဒီမှာ heat energy release during respiration နဲ့ terminating cease တဲ့เนาะ terminating cease အသက်ရှင်နေတဲ့ cell တွေရဲ့အာပဲစိတ်လေးတွေက respiration လုပ်တဲ့အတွက်ကြောင့်မို့အပူတွေထွက်လာတာအပူတွေထွက်လာတဲ့အတွက်ကြောင့်မို့ temperature ဒီရဲ့ thermometer လေးတွေကပဓာက mercury လေးက level မြင့်တက်လာတာโอเคဒါ experiment အကြောင်း